ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရင်ပြည်နယ်ကော့ကရိတ်ကြုံတို့လမ်းပိုင်းမှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖက်ကအကြဆုံးများနေတယ်လို့ဒေတာရင်းစီရေးသတင်းမြစ်တွေစီကနေသိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်90နီးပါးတေဆုံးပြီးလက်နက် KN တွေလေးသိမ်းဆီးရမိခဲ့တယ်လို့ဒေတာရင်းစီရေးတည်ရင်းမြစ်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ် ကြုံတိုးမျိုးစစ်စင်ရေးအတွက်ထူးစစ်စင်စစ်ကြောင်းထူလာတဲ့စစ်ကောင်စီတမ99တမ44စစ်ကြောင်းကိုပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကချွေနှမ်းတောင်စစ်စင်ရေးအဖြစ်ကြားဖြတ်ရှေမုန်ခေရာတိုက်ပွဲအတွင်လက်နက်ခေယံတွေတင်စီရမိခဲ့တယ်လို့ Lion Battalion စစ်ကြောင်းကမနေ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဲ့မတရားဖန်စီစစ်မှုထမ်းခိုင်းထားတဲ့သူတွေနဲ့စစ်ကောင်စီတပ်တွင်းစစ်သားတွေအနေနဲ့စစ်ကောင်စီအမိန်တိုင်းလိုက်နာမည်ဆိုရင် အသက်များစွာဆုံးရှုံးရနိုင်လေလို့လေအဲ့ဒီစစ်ကြောင်းကအတိပေးထားပါတယ်စစ်အာဏာရှင်တဦးတယောက်ကောင်းစားရေးအတွေ့မလုပ်ပေးမိမိတို့နဲ့လက်တွေပူးပေါင်းဆောင်ရွက်ဖို့နဲ့မျိုးကိုပက်ပက်လေးဝိုင်းထားတဲ့ပူးပေါင်းမဟာမိတ်တွေစီကိုလက်နက်ရှာကကြည်သူရင်ခွင်ခိုလုံဖို့လေတိုက်တွန်းထားပါတယ်လိုင်ရက်ဘက်တလီယံစစ်ကြောင်းဟာကျုံတိုးမြို့တိုက်ပွဲကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL PDF တွေနဲ့ပူးပေါင်းတိုက်ခိုက်နေတာပါရှင်